ဇာကာရဲ့ခြေကျုံးအတိုင်းအားပြဲနံမှုမရှိဘူးလို့အတည်ပြုပြောဆိုခဲ့တဲ့နေပြာအာဒီတာနေပြာလီတာတယောက်ယမနီကအစ်ဆွေအသင်းကိုလေးကိုကိုမရှိတဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလူဆုံးထုတ်သုံးသွားခဲ့ပါလိမ့်ဒီဘက်မှာနေပြာလီတာကကိုယ်တော်မဒေးဗစ်ရာယာနောက်ထပ်မှာဆိုရင်ဇင်းချန်ကို KVO စာလီဘာဘန်ဝိုက်ကွဲလည်မှာဆိုရင်မာရီနိုဒီဂန်ရိုက်မာရီယိုရီကဲဒါစင်မှာဆိုရင်မာရီနယ်လီထရော့ဆက်ဇာကာတို့ကိုပွဲထုတ်အသုံးပြုခဲ့တာလည်းပဲဖြစ်ပါလိမ့် တကယ်လို့များဒီရောက်စားမတက်ရောက်ထင်ရရရှိသွားခဲ့မယ်ဆိုရင်ဂျမနီဆင်မီဖိုင်နယ်ပထမကြော့မှာတကယ်ကိုထိုးနှက်ချက်ဖြစ်သွားနိုင်တာလည်းပဲဖြစ်ပါလိမ့်ဒီဝဲစီမာတန်ရရှိပြီးလူစားလဲလဲခင်ရတဲ့စာကာရဲ့ချက်ချင်းဝဒန်ယာပြင်းထန်မှုမရှိကြောင်းနေပြရီတာကအတီးပြူပြောဆိုလိုက်တာလည်းပဲဖြစ်ပါလိမ့်ဒေါမန်စားမပွဲသားချင်း32မိနစ်မှာဒါဗီရဲ့ကျန်းတ်စွာဖျက်ထုတ်ခြင်းခံခဲ့ရပြီးနောက်ချက်ချင်းဝဒန်ယာရရှိခဲ့ပါလိမ့်ဒါဗီကလည်းဒီဖျက်ထုတ်မှုကြောင့်အနီးကပ်ပြသာခြင်းခံခဲ့ရပါလိမ့် အင်္ဂလန်လွဲစဉ်ဇာမာပွဲကိုဆက်ကစားခဲ့ပေမဲ့လည်းဒုတိယပိုင်းမှာလူစားလဲလဲခဲ့ရပါသည်။နေပြည်တော်ကတော့ဆောင်းကားရဲ့ခြေချင်းမှာရောင်နေပြီးတော့လူစားလဲလဲရတာဖြစ်ပြီးတော့တူတင်ကာကွယ်မှုအနေနဲ့ဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါသည်။အော်စတြေးလျကလာမယ့်ဧပြီလ29ရက်နေ့မှာ PSG ရဲ့အတင်းချန်ပီယံစင်မီဖိုင်နယ်ပထမကြော့ကစားဖို့ရှိနေတာလည်းပဲဖြစ်ပါသည်။နေပြည်တော်ကဆောင်းကားရဲ့ဒဏ်ရာကလည်းတော့ရောင်နေပါလိမ့်။ဒါမှလည်းပဲဘာမှပြင်းထန်မှုမရှိပါဘူး။ကောင်းပါလေ။ အနေပြောက်ခွဲအရာမကြည့်လိုက်ရပါဘူးပုံမှန်ဓာတ်ပုံပဲကျွန်တော်ကြည့်လိုက်ရပါသေးတယ်တမင်ရွယ်ပြီးတော့လှုပ်ချလိုက်တယ်လို့မထင်ပါဘူးဒါပေမဲ့လည်းပဲမလို့ပဲဒီလိုအနေရများတဲ့ဖြတ်တော့မှုမလို့သိမ့်ဘူးလို့ထင်ပါတယ်ဆိုပြီးဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေအော်ဆယ်တဲ့အခုရာသီမှာ canvas ကောင်းရည်ကြီးစုလို့ဒဏ်ရာရရှိပြီးဒဏ်ရာပြဿနာတွေနဲ့ကြုံရတဲ့ရာသီတခုကြုံတွေ့နေရပါလေဘယ်ပါရီကလှမတဲ့ဂိုးနဲ့ဖီပါအိုကိုအနားရရှိကြတဲ့ real madrid real madrid အသင်းအားဘယ်ပါရီရဲ့နာကျင်အချိန်ပိုနိုင်ကုန်းနဲ့ မိဘအုပ်ကိုအနိုင်ယူပြီးလာလီကာဖလားအတွက်ဆက်လက်တိုက်ပွဲဝင်လာနိုင်ခဲ့ပြီဖြစ်ပါလေ။ယမနီတို့ကဗာနေဗျူကွဲမှာဘယ်ပါရီယာနာဂျင်ချိန်မှာတလုံးနီသောအနိုင်ကိုကိုဗင်နီဒီယာတွင်းကနေမြေမကြပေါ်လှပစွာကန်သွင်းယူခဲ့တာလည်းပဲဖြစ်ပါလေ။ဒီကဘယ်ပါရီယာအတွက်အခုရာသီ6ခုမြောက်လာလီကာကိုဖြစ်ပေမဲ့လည်းဒီဇင်ဘာလစီဗီလာစင်းနဲ့ပွဲစဉ်နောက်ပိုင်းမှာပရမအောင်ဆုံးတွင်းယူခဲ့တဲ့လာလီကာကိုလည်းပဲဖြစ်ပါလေ။ အခုပွဲစဉ်ရတဲ့ပွဲပဲဖြစ်တဲ့အကြောင်းကလင်မာပေမပါဝင်နိုင်တဲ့ရီယယ်မထွေအသင်းဟာဘီဘောကိုပွဲချင်းပြေးနီးပါးဖိအစားခဲ့တဲ့အပြင်ပေရှိရဂိုးသွင်းနိုင်ခဲ့ပေမဲ့လူကျုံနေခဲ့လို့နင်နာခဲ့ရပါလိမ့်။ဘာစီလိုနာအသင်းကလည်းယမနီတို့ကဆရာဘီကိုအသင်းကိုရာဗင်ညာရဲ့နာကျင်အချိန်ပိုပင်နဲ့ဒီဂိုးနဲ့လေးဂိုး၃ဂိုးနဲ့နိုင်ရရှိခဲ့ပြီးရီယယ်မထွေအသင်းကိုခုနှစ်မှတ်ထိဖျက်တော့ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မဒရစ်သင်္ကန်းစနေကိုရင်းနှီးပြီးချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပေမဲ့ဘီဘာအိုနိုင်ပွဲကြောင့်လာလီဂါဖလားအတွက်ဆက်လက်အိမ်မက်မတ်ခွင့်ရှိနေသေးတာလည်းပဲဖြစ်ပါလိမ့် ဒါမဲ့လည်း Real Madrid ရဲ့အသင်းကဂိုလ်ဘတ်ကောမှာ Barcelona အသင်းနဲ့ကိုပါလီဖလားဘောလူပွဲရည်ရဆိုင်စားရဖို့ရှိနေတာလည်းပဲဖြစ်ပါလေ။ကောင်းကြီးကိုတိုင်းစစ်မှုဖြစ်ဆက်ပြီးသုံးသွားမဲ့နေပြအာမော်ရင်ရတဲ့အသင်းရဲ့နောက်ခံစားမ Harry Maguire ကတော့သူ့ရဲ့ပေါင်သန်းတရာဆိုတဲ့ပြောင်းရွှေ့ခြင်းနဲ့အကျိုးအမြတ်လမ်းကြောင်းပေါ်မှာရှိနေစေဖို့အတွက်ယာယီတိုင်းစစ်မှုဖြစ်ဆက်လက်စားပေးသွားဖို့ပျော်ရွှင်စွာအဆင်သင့်ရှိနေပါလေ။အင်္ဂလန်လည်းပဲစင်နောက်ခံလူမကွဲရကလိုင်းရော့သိန်းကိုချိန်ပို120မိနစ်မှာတွင်းယူခဲ့တဲ့ ယုံနိုင်ပဲအတွင်းကုန်းနဲ့အတူယူပါလိစီမီဖိုင်နယ်ကိုတင်ရစေခဲ့ပြီးတော့မာယူနိုက်တက်အသင်းတွေတဒတ်တအားကူညီပေးကြတာလည်းပဲဖြစ်ပါလိမ့်ဒီပြိုင်မှာမျိုးမျိုးရရှိခြင်းဟာယွမ်တက်ကိုလာမယ့်ရာသီဂျမနီပြိုင်ပွဲအတွက်ငွေကြေးအကျိုးအမြတ်များတဲ့ဝင်ခွင့်လက်မှတ်တွေကိုလည်းရရှိစေမှာလည်းပဲဖြစ်ပါလိမ့်ဒါပဲလည်းယူရိုနဲ့နေပြအောင်မော်ရီဟာအသင်းမှာတက်ဆက်ဇာမဇက်စီဒရန်ရရှိနေပြီးတော့ဝါလန်ကလည်း28ပွဲမှာတကိုးရတဲ့သွင်းယူထားနိုင်တာကြောင့်ဒိုင်းစီပြတ်တော့အချက်တဲနဲ့ရင်ဆိုင်နေရတာဖြစ်ပါလိမ့် ။ဒီအသည်မှာရေးပါတဲ့ကိုလေးကိုတွင်းယူထားတဲ့ဟာဒီမကွေးရကတော့ကျွန်တော်တို့တိုင်းစစ်ပိုင်းမှာလုံအရနဲနေတာကိုခင်ဗျားတို့လည်းမြင်တွေ့နိုင်မယ်လို့ထင်ပါလေ။ကာလာချွန်းနဲ့ရက်စမန်ရိုဝန်ဒါစင်မှာရှိနေပြီးတော့တို့လည်းဆွမ်းကိုကစားခဲ့ကြပါလေ။ဇာတိကိုလည်းကျွန်တော်တို့လက်လွတ်ထားရပါလေ။ဒါကြောင့်နေပြာကကျွန်တော်ကိုရှီတန်တက်စားဖို့တောင်းဆိုလာရင်တော့ကျွန်တော်အဲ့ဒီနေရာကိုသွားစားဖို့အတွက်စမ်းသာရှိနေပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။သွားဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့ကို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 ဂိုးအီရီယာနဲ့မာနီယာပေးနိုင်သူလို့မြင်ပါလေ။ ဘောလုံးတွေဖြတ်တင်မောတွေဝင်လာတဲ့အချိန်မှာပြိုင်ပွဲအသင်းကိုပြဿနာတွေဖန်တီးပေးနိုင်ပြီးတော့ဂိုးသွင်းနိုင်တယ်လို့လည်းခန်းစားရပါလိမ့်ကျွန်တော်အရင်မှာမိနစ်30လောက်ပဲကစားခဲ့ရပြီမဲ့နောက်ခံတိုင်းစစ်မှုကစားတာထက်တော့အများကြီးပိုပြီးခက်ခဲပါတယ်လို့လည်းဖွင့်ရခဲ့တာလည်းပဲဖြစ်ပါလိမ့်နေပြည်တော်မှာဟာရီမက်ကွေးရောက်ကိုပွဲဆောင်မှာဂရေကာတက်စစ်မှုအဖြစ်အသုံးပြုအစီအစဉ်မရှိပေမဲ့လည်းအသင်းကလိုအပ်လာတဲ့အချိန်မှာသူဖန်နီးနိုင်တဲ့ကြိုးတက်ရောက်မှုကတော့သဘောကျနေရလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်မှာ ေါင်တန်းရှိတဲ့နောက်ခံလူကိုလိုအပ်လာရင်အသုံးဝင်တဲ့တပ်စစ်လက်နက်တစ်ခုဖြစ်တယ်ဆိုတာလေကျင်းရင်ခွင့်တဲ့ဘွဲစင်တွေကနေတဆင့်ကောင်းကောင်းသိမြင်ထားတာလည်းပဲဖြစ်ပါလိမ့်။ဟာဒီဘက်ကရောက်ကိုရှင်းတဲ့မှာဘွဲအထွတ်အသုံးပြုလာမှုနဲ့ပတ်သက်ပြီးတော့နေပြအောင်မော်နီကပုံမှန်ဘွဲစင်တစ်ခုကိုစားဖို့အတွက်ဆိုတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီလိုအရေးပါတဲ့အခိုက်အတန့်တွေမှာဆိုတော့ဒါတကယ်ကိုအရေးပါတဲ့အရာတစ်ခုပါပဲ။ကျွန်တော်ဟာဒီကိုကြည့်ပြီးသူ့ကိုတိုင်းစင်မှုအပြေထားလိုက်တဲ့အခါမှာဂွေရီယာလေးမှာကောင်းကောင်းစားနိုင်တဲ့ကစားမတယောက်ကိုပဲမြင်မိပါတယ် တော်ရီနေရာမှာဘလို့ပြုတ်မှုရမယ်ဆိုတာကိုလည်းသိပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ2005ချယ်ဆီအသင်းကရွှေဘလားချန်ပီယံအာဆင်နယ်အသင်းထက်ကို ပိုကောင်းတယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့ဂျွန်ဒယ်ရီချယ်ဆီနဲ့ကတည်းကနောက်ခံလူအောင်ကြီးဖြစ်တဲ့ဂျွန်ဒယ်ရီကနေပြဟောင်းဟိုစင်းမော်ရင်ရဲ့2004 2005ဘောလုံးရာသီပရီးမီးယားလိချန်ပီယံချယ်ဆီအသင်းဟာရှုံးဝဲမရှိရွှေဘလားချန်ပီယံအာဆင်နယ်အသင်းထက်အများကြီးတာပြီးအများကြီးပိုကောင်းတယ်လို့ဖွင့်ရပြောဆိုလိုက်ပါလေ 2004ခုနှစ်နွေရာသီမှာနေပြောင်မော်ရီကပေါ်လိုအသင်းကိုမထင်မှတ်ပဲချန်ပီယံဖလောက်ကိုရောက်ယူနိုင်အောင်ဆွမ်းဆောင်ပြီးတဲ့နောက်အနောက်လန်ဒန်ကိုရောက်ရှိလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။အဲဒီဘောလုံးရာသီမှာပဲမော်ရီကချဲစီအသင်းအတွက်ပရီးမီးယားလိမှတ်ပေးချန်ပီယံဆုကိုဆုကူအောင်ဆွမ်းဆောင်ပြသနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အင်္ဂလန်ဘောလုံးလောကစီကိုစတင်ရောက်ရှိလာတဲ့အချိန်မှာပဲသူ့ကိုယ်သူ special one လို့သတ်မှတ်ခေါ်ယူခဲ့တဲ့မော်ရီဟာသူ့ရဲ့ပရီးမီးယားလိဂ်ဘောအထွတ်ရာသီမှာချယ်ဆီအသင်းကိုစုစုပေါင်းရမှတ်၉၅မှတ်အထိတောင်ရရှိအောင အောင်တင့်ပွဲစွမ်းဆောင်ပေးနိုင်ခဲ့ပြီးရုံးပွဲတစ်ပွဲတည်းနဲ့ခံစစ်ကလည်း15အကိုတော့ခွင့်ပြုပေးကြရတာလည်းဖြစ်ပါလိမ့်။ဒါပြင်စစ်နေနေရာကအာဆင်တင်းကိုလည်းဆက်နမအထီတော်အမှတ်ပြတ်တော့ထားနိုင်ကြတာလည်းဖြစ်ပါလိမ့်။အဲ့ဒီဘလုံးရာသီမတိုင်ခင်2003 2004ခုနှစ်ရာသီမှာတော့အာဆင်တင်းကပရီးမီးယားလိမှာဘယ်သေးမှမလုံဆောင်နိုင်ခဲ့ဘူးတဲ့ရှုံးပွဲမရှိအမှတ်ပေးဘလားချန်ပီယံဆုကိုရောက်ယူနိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီရာသီမှာတိုင်ဆန်တဲ့ချဲစီတဲ့အသင်းကိုရုရှားသတင်းကြီးရိုမန်အင်ဘရာမိုဗစ်ကစတင်ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါလိမ့်။ အခုဆိုရင်မော်လုံနဲ့အတူ2004 2005ရာသီမှာတမန်ဝင်လီဗလာအောင်ပွဲရဲ့နှစ်20မြောက်မှာဂျွန်ဒရီကအင်္ဂလန်ကနဝင်ပရီးမီးယားလိညင်းခုံမှုကိုပြန်လည်တပ်သွင်းခဲ့ပြီးအဲ့ဒီအချိန်ကချဲတဲ့တင်ဟာတကယ်ကိုအာဆင်နယ်အသင်းတက်ပိုတော်တယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ကျဲဒီက2004 2005နဲ့ရှုံးပွဲမရှိအသင်းတွေကြားမှာဘာနန်းရှင်မှုမှရှိတယ်လို့တော့ကျွန်တော်မထင်ပါဘူး။ကျွန်တော်တို့ကအများကြီးတားတယ်လို့ထင်ပါလိမ့်။ကျွန်တော်တို့တပွဲပဲရှုံးခဲ့ပါလိမ့်။အဲ့ဒါကမန်စတီကိုဘယ်တော့မှမရှုံးသင့်ပဲရှုံးခဲ့တာပါ အာဆနယ်ကဆက်နပွဲတည်ကြခဲ့ပါလေလို့ဂျွန်ဒယ်ရီကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေကျဲသင်းနေရာယာတီတခုမှာဆယ်ဝဲစရက်ကိုမပေးခဲ့ရတဲ့ဆန်ကြီးကိုတင်နိုင်ခဲ့ပြီးကိုလိုမာဗီတာရှက်နဲ့တယ်ရီရေဂါရိုကာဘယ်တို့လို နောက်ခံလူတွေကခံစစ်မှာမဖောင်ထွင်းနိုင်တဲ့ခံတဲ့ကြီးတခုအဖြစ်တည်ဆောက်ခဲ့ကြတာလည်းပဲဖြစ်ပါလေ။ဝိုသင်းရဲ့တက်စစ်ဇာမာကွန်အာကိုခေါ်ယူနိုင်ဖို့အတွက်နေဆက်နေပြီဖြစ်တဲ့မန်ယူနိုက်တက်ဘရာဇီးလားစစ်ဇာမာကွန်ရဲ့ယာတီမှာဝိုသင်းမှာတွင်ကို16ကိုတွင်ယူထားပြီးခြေစွမ်းပြသနေတာလည်းပဲဖြစ်ပါလေ။ မိုင်ရိုနီအသင်းကဝူသင်းကိုတကောကိုမရှိနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်ပြီးမှာကိုညာနဲ့နီးပြအောင်မလီတို့တွဲဆုံနှုတ်ဆက်ခဲ့ကြပြီးကိုညာရဲ့စွမ်းဆောင်ကိုချီတူပြောဆိုခဲ့တယ်လို့လည်းသတင်းတွေကဖော်ပြနေကြတာလည်းဖြစ်ပါလိမ့်။ရော်ရသင်းကကိုညာစာချုပ်ပေါင်းရော်ကြီးဖြစ်တဲ့အပေါင်း62တန်းခွဲကိုပေးချေသွားမှာဖြစ်ပြီးအသင်းမှရှိတဲ့ဈာမတွေကိုလည်းပြန်လည်အောင်ချသွားမယ်လို့သိရှိရပါလိမ့်။ ယူရိုက်တက်တင်ကလာမယ့်ရာသီအတွက်တိုက်စစ်ပန်းကိုပြုတ်ပြင်ပြောင်းလဲမှုတွေလှုံ့ဆော်သွားမှာဖြစ်ပြီးအစ်စွေတင်ကမန်စီအသင်းအကယ်ဒမီထွက်တိုက်စစ်ဇာမာလီလေယန်ဒလပ်ကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေတာလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်ဇာမီလုံးစုကိုထုတ်ခေါ်ခွင့်ပေးဖို့အတွက်သဘောတူညီလာပြီးဖြစ်တဲ့လီဘာအိုစင်ရဲ့ CEO နေပြည်တော်ဇာမီလုံးစုကိုထုတ်ခေါ်ခွင့်ပေးဖို့သဘောတူညီထားကြောင်းလီဘာအိုစင်အသင်းရဲ့ CEO ဖာနန်ဒိုကာရိုကဒီဗျူပြောဆိုလိုက်ပါလိမ့်။ဇာဗီလုံစကမနေ့ကရာသီဝနစတီကာမှာရှုံးဝဲမရှိဘဲချန်ပီယံဖြစ်အောင်ဆွမ်းဆောင်နိုင်ခဲ့ပြီး ဥရောပထိုင်တန်အသင်းကြီးတွေခေါ်ယူဖို့အတွက်ကလန်ချင်းခံခဲ့ရသူလည်းပဲဖြစ်ပါတယ်။ဇာဘီလုံစကိုသူ့ရဲ့တင်းအောင်တွေကခေါ်ယူဖို့ကလန်ခဲ့မယ်ဆိုတော့လက်ခံစဉ်းစားသွားမှာဖြစ်ပြီးအသင်းကနေထွက်ခွာခွင့်ပြုဖို့အချို့သဘောတူညီထားကြောင်း CEO Fernando Caro ကဖွင့်ရပြောဆိုပါတယ်။ဇာဘီလုံစကိုခေါ်ယူဖို့အတွက်အသင်းအောင်ရီမထွေအသင်းကဥဆောင်နေတာဖြစ်ပြီးဘိုင်ယန်မြို့နယ်နဲ့လဘောအသင်းတွေကလည်းခေါ်ယူဖို့ကြိုးပမ်းခဲ့မှုသေးတာလည်းပဲဖြစ်ပါတယ်။